ွေးနေလို့ဒါတစားမွေးနေရ၄ရက်နေမှာအဲ့တော့ကိုကလေငါခါတိုင်းလို့သူ့ကိုမွေးနေလောက်ပေးရလူပေးရောဟာလို့ဒီရက်မဟုတ်ပါဘူးလို့အဲ့တော့ तू ကကြိုလောက်တာ၄ရက်နေခီးသွားတာရှိလို့ဆိုတော့အဲ့ဒါလေးကိုမနေ့ခင်းမှာကားရိုက်တယ်ဟိုဇလန်တွဲလေးပေါ့နော်ကာကျိုးရှင်ရဲ့ဇလန်တွဲတွေကတစင်းသွားရိုက်တယ်ရိုက်ပြရနဲ့အဲ့ဒီပေါ်ပီတီကိုပြေးပြီးတော့ဆရာတော်နဲ့လည်းမတွေ့ရကြတဲ့ခါကျတော့အဲ့ဒါမဖူးရကြလို့သွားလိုက်တာသူတို့သားသူတို့သမီးနှစ်ယောက်တည်းလိမ့်ပြရပါပါရှင်တယောက်၃တယောက်၆ပင်းပေါ့ ့ရဲ့ကောင်းတဲ့စိတ်လေးတစ်ခုပေါ့မှတ်မှတ်တိတိသူကလေအဲ့မှာဥပမာတစ်ခုဆိုလို့ရှိရင် तू तू နိုင်ငံကြီးစီသွားမယ်အမဖာလိုခြင်းလဲပြောသူကအဟာမပေးဘူးဖာလိုခြင်းလဲပြောဆိုအဲ့အိတ်သူတကယ်အိတ်ရေမွေးဆိုတာရေမွေးအဲ့ဟာကိုအိမ်ကြီးမရောက်ရအောင်ဆွဆွာနဲ့ပေးခိုင်းတာအဲ့လိုမျိုးလေးသူ့ရဲ့စိတ်ကလေအာဂရီတခုကိုလည်းတည်တယ်တခုခု Facebook မှာရေးတယ်စိတ်ညစ်နေရလားပြဿနာကူညီရလားဆိုကူညီမယ်เนาะအဲ့လိုမျိုးလေးပေါ့အာရန်ရှိအောင် ဒီကားလေးကတော့ဟိုအတွဲရလေအာကိုနိုင်ရဲ့ဟိုမခိုင်လေးရဲ့တီတီရဲ့မိုင်းဆိုးရဲ့အဲ့လိုအတွဲဆိုတဲ့ကနောက်နောက်ပြီးတော့ကိုခင်လိုင်းတို့မကွန်းလေးတို့လည်းပါတယ်ဆိုဘလူတွေရမှာစဉ်းစားကြည့်လိုက်နောက်ခါတော့အဲ့ဒီအချိန်ခါတော့ပါလေဟိုလွန်ခဲ့တဲ့တကယ်တမ်းမှန်ပြီးတော့ဇလန်းကိုလုံးဝမမှတ်မိတော့အပဲလွန်ခဲ့တဲ့10နှစ်လောက်ကတာယူတွေဟာအိုးအိုးကြွကြွပျော်ပျော်ပါပါနဲ့အဲ့လိုမျိုးအာရိုက်ထားကြတဲ့ကားဆိုတော့လေအရန်နေ တဲ့အချိန်ပေါ့နော်စိတ်ရအဲ့လိုမျိုးဒီအုံနောက်ထဲရီးစရာတွေပဲအမြဲထွက်တဲ့အချိန်ကရိုက်ထားတဲ့ကားဆိုတဲ့ဝက်ဝက်ပွဲကြီးရမှာဟာဘာညကွာစားရဲမွေးနေလူဒါတစားမွေးနေရ၄ရက်နေမှာအဲ့တော့ခုကလေငါခါတိုင်းလို့သူ့ကိုမွေးနေလုပ်ပေးရလူပေးတော့ဟာလို့ဒီရက်မဟုတ်ပါဘူးလို့အဲ့တော့ तू ကကြိုလောက်တာ၄ရက်နေခီးသွားတာရှိလို့ဆိုတော့အဲ့ဒါလေးကိုမနေ့ခင်းမှာ ကားရိုက်တယ်ဟိုဇလန်းတွဲလေးပေါ့နော်ကာကျိုးရှင်ရဲ့ဇလန်းတွဲလေးကတစင်းသွားရိုက်တယ်ရိုက်ပြရနဲ့အဲ့ဒီပေါ်ဘီဒီကိုပြေးပြီးတော့ဆရာတော်နဲ့လည်းမတွေ့ရကြတဲ့အခါကျတော့အဲ့ဒါမဖူးရကြလို့သွားလိုက်တာသင်စားမွေးအရင်ကလည်းသူ့မွေးနေ့တိုင်းမှာစုံပြစ်တယ်စုံပြစ်တယ်ဟိုးအရင်ကပေါ့အဲ့တော့သူမရှိတဲ့အခါဆိုလဲတာကြီးကသင်စားမွေးနေ့လေးဆိုတပင်းတကာအာကလေးဟိုကချက်ဥဝေပေးတာတို့အာသူ့တဲ့ငှက်ကလေးတွေလှုပ်ပေးတာတို့အဲ့လိုမျိုးလေးပေါ့နော်အမြဲလှုပ်ပေးပြစ်တယ် အခုဒီဟိုဟွာပေါ့အိုးအရင်ကဆိုလို့ရှိရင်ဆရာတော်ကြောင်းပါပဲအဲစီစဉ်တာတွေကလို့တာကြီးပဲစီစဉ်ပေးပေးတာဒီနေ့ပွဲလို့တော့တာကြီးမစီစဉ်ပေးရအောင်ဒါပေမဲ့ဒါပေမဲ့မရောက်ရအောင်တော့သွားလိုက်တာပေါ့သူ့ရဲ့ကောင်းတဲ့စိတ်လေးတစ်ခုပေါ့မှတ်မှတ်တိတိသူကလေအဲ့မှာဥပမာတစ်ခုဆိုလို့ရှိရင်သူသူနိုင်ငံကြီးစီသွားမယ်အမဖာလိုစင်လဲပြောသူကအဟားမပေးဘူး ဆိုတိုက်လို့ဆိုရလဲအဟောင်းပလေးဂျူမာပဲလေလိုလိုကြိုက်တယ်လေမင်းသမီးတွေရဲ့အဟောင်းဆိုတာသိရမလားအဲ့တော့တော်တော်လေး तू ကလေဟာလိုချင်းလဲပြောဆိုအဲ့8ဆိုတကယ်8ရေမွေးဆိုတာရေမွေးအဲ့ဟာကိုအိမ်ကြီးမရောက်ရအောင်ဆွဆွာနဲ့ပေးခိုင်းတာအဲ့လိုမျိုးလေးသူ့ရဲ့စိတ်ကလေအာဂရီတစ်ခုကိုလည်းတည်ရဲအဲ့လိုမျိုးလေးတော့ရှိအမှန်တိုင်းပြောရရင်တိုင်ရလေတယောက်ထဲတောက်ပစီခြင်းလေအဲ့လိုမျိုးပြောလို့ရှိရင်ဟိုတိုင်လို့ကိုကြီးမစားဘူးလို့နားလည်းမှုတွေပေါ့ အဲနှစ်ယောက်တည်းပေါင်းတဲ့အခါမှာနှစ်ဖက်ဆွေမျိုးတွေရောအဲ့ဒါတွေအများကြီးညှိရတယ်အများကြီးရှိတယ်ဆိုတော့စိတ်ညစ်မခံစေချင်ဘူးတယောက်တည်းတောက်ပါစေချင်တယ်ကြီးစားလေးတော့ထားစေချင်ဒါအဲ့လားတိုက်ရတယ်တယောက်တည်းတောက်ပါအဲ့ရရောက်နေစလားတောက်ပါအေးကိုကိုခေါ်တယ်နေချားနေတာတိုက်ရတယ်ခေါ်ပြပါတိုက်လို့ကာယိုညတော်စီရလေတစေကိုကိုတော့တယ်အသက်ကြီးမှမထော်မတန်းအရန်ချစ်ပါတယ်တာကြီးရလေတစေတို့ တင်စာတို့ကိုညမအရင်တယောက်တည်းပို့ချစ်သူတို့ကလည်းလေကို့အပေါ်မှာသူတို့ရဲ့အမားတယောက်တည်းပို့ချစ်တယ်ကို့ကိုသူတို့ရဲ့လေသူ့ကားထက်ကိုပို့ချစ်တယ်အဲ့ဒီမေတ္တာတွေကိုခံစားလို့ရဆိုတော့အခုတင်စာဆိုလဲအဲ့တိုင်းပဲကိုကလေဟိုအမတော့သူသူဟိုသူမဟိုဘက်ကိုမတွားခင်ဆိုလဲလေအမဘာလို့လဲစိတ်ညစ်တခုခု Facebook မှာရတယ်စိတ်ညစ်နေရလားတင်စာကူညီရတာဆိုကူညီမယ်เนาะအဲ့လိုမျိုးလေးပေါ့အာရန်ရှိအောင်ဟုတ်တယ်ညီမလေးနဲ့အောင်ပိုင်ဆိုင်လာတယ် အခုနောက်ဆိုရင်အရန်စိတ်ထားအောင်လဲသားလေးလဲပိုင်ဆိုင်ရအောင်လဲ Happy birthday ပါညီမလေးတင်စာရေးလို့အာအခုမွေးနေ့ကနေစပြီးတော့နှစ်တရာတိုင်းတက်ရှိကြမှာစိတ်ချမ်းသာရတဲ့မိဘကိုလည်းဆက်ရတဲ့ဘုလို့ကျင်းနိုင်ပါစေအမှုပညာလောကမှာဆက်ရတဲ့ဘုအဲ့တော့ဝင့်ကြွားတောက်ပပြီးအကယ်ဒမီဆုရှင်လည်းဖြစ်ပါစေ